တန်90ရဲ့နဲ့ဟင်းမျိုးစား20လောက်ဝါစားလို့ရတဲ့ဘူဖေးထမင်းဆိုင်မိတ်ဆက်ပေးမယ်လက်ခံနော် ဒီကထုခွန်ဒီနေ့မှာတော့ဘန်ကောက်မှာရှိတဲ့ဘန်60ရံဘူဖေးသမင်းဆိုင်လေးနဲ့မိတ်ဆက်ပေးမယ်။ဒီဆိုင်လေးကတော့လုံမနီဘတ်ဂိတ်နံပါတ်၈ကနေထွက်ပြီးညာဘက်ကိုကွေ့လိုက်တာနဲ့တွေ့နိုင်တယ်နော်။ဘန်60ပေးလိုက်တာနဲ့ထမင်းဖြူထမင်းကြော်အသားငါးရင်အရသာဆုံး20နီးပါးနဲ့အခြေတော့လည်းပါတယ်။ကိုရိုင်းစနစ်နဲ့ကြိုက်တလောက်ဥပစားလို့ရတယ်။ခင်းနေရလဲနဲနေတာမျိုးမရှိဘူး။ခင်းပြထားတဲ့ဟင်းတွေအပြင်အများရန်ချက်ပြုတ်ပြီးတော့အစ်စ်တွေထည့်ပေးနေရဆိုတော့တရက်ထဲမှာရင်ဟင်းမျိုးစားအဆုံစားလို့ရတယ်။တရက်နဲ့တရက်ဟင်းမျိုးစားတွေလည်းမတူတဲ့အပြင် ်တချို့နေ့တွေဆိုရင်ဆယ်မွန်စုပါပါသေးတာနော်ဒီဆိုင်လေးကတော့မနက်6:00နာရီကနေညနေ3:00နာရီထိဖွင့်ပေမဲ့တနင်္လာနေ့တရက်ကတော့ပိတ်ရပါဥရောကတော့မနက်9:00နာရီဝင်းကျင်လောက်ရောက်ခဲ့တယ်ဒီနေရာလေးကိုတော့ MRT Blue Line စီလုံးကနေဆင်းပြီးတော့ Rochester Marie လမ်းမကြီးအတိုင်း7မိနစ်လောက်လမ်းလျှောက်လာမယ်ဆိုရင်ရောက်ပါတယ် BTS အစိမ်းရင်ရောက်စီးလာမယ်ဆိုရင်တော့ Rochester Marie Exit 2ကနေထွက်မယ်ဆိုရင်ပုံနည်းတယ်ဒီကားနံပါတ်တွေကိုစီးပြီးတော့လည်းတိုက်ရိုက်ရောက်ပါရဲ့နော် Instagram မှာလည်း lomanigate a 50 pack buffet ဆိုပြီးတော့အလွယ်တကူရှာလို့ရပါတယ်။ဒီဆိုင်လေးကဗန်60ရင်းနဲ့ buffet ဆိုပေမဲ့ထမင်းအသားငါအတီးရွက်အမျိုးအစားစုံစုံနဲ့တကယ်စိတ်နာပါပါရောင်းချပေးနေရပါ။ဒါကြောင့်မလို့ဗန်ကောက်မှာရှိနေတဲ့သူတိုင်းသွားဆကြည့်တင်တယ်နော်။နောက်ထပ်နောက်ထပ်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့နေရာကြီးအများကြီးကိုခေါ်သွားပေးမှာမို့လို့ဒီ season လေးကိုဆက်လက်ဆောင်ကြည့်ပေးကြအောင်နော်။အားလုံးပဲတက်တာ